တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာဒီကနေ့အောက်တိုဘာလ21ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိဆက်မှုလေးကိုဇုံတိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စာနီတာကင်ချီဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဂျပန်လွှတ်တော်အမတ်တွေဟာဒီကနေ့သဘောထားတင်းမာတဲ့ရှီယိုဇွဲစာနီတာကန်ချီကို ဝန်ကြီးချုပ်အဖြစ်ရွေးကောက်ခဲ့ရမှာခေတ်သစ်မှာဂျပန်နိုင်ငံကိုဦးဆောင်တဲ့ပထမဆုံးအမျိုးသမီးဖြစ်စေပါတယ်။အာနာယလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP ရဲ့ခေါင်းဆောင်အသက်အသက်64နှစ်အရွယ်တာကန်ချီဟာအနီးကပ်ဆုံးပြိုင်ဘက် Constitutional Democratic Party ခေါင်းဆောင်နူဒါကို238မဲ149မဲနဲ့အောက်လွှတ်တော်မှာအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။တာကန်ချီကိုအထက်လွှတ်တော်ကလည်းထောက်ခံမဲ125မဲကန့်ကွက်မဲ46မဲနဲ့ဝန်ကြီးချုပ်ဖြစ်ရွေးချယ်ခဲ့ပါတယ်။ အစိုးရအဖွဲ့မှအမျိုးသမီးကိုစားပြည့်မှုနေပါတဲ့ဂျပန်နိုင်ငံမှာပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတဲ့တာကိုင်ချီကိုစင်ခုံမှုတွေကစီကြုံနေပါတယ်။လောက်ကျန်ခံရတဲ့ဝန်ကြီးချုပ်ရှင်ဆိုအာဘေးရဲ့လက်ရင်တပည့်ဖြစ်သူတာကိုင်ချီဟာစစ်တပ်အင်အားတောင့်တင်းမှုလူဝင်မှုကြီးကြပ်ရေးမူဝါဒတွေတင်းကျပ်ဖို့နဲ့ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ဖို့ထောက်ခံသူဖြစ်ပါတယ်။တာကိုင်ချီဟာစီးပွားရေးလုံခြုံမှုပြည်ရင်းရေးရာနဲ့လိန်တန်းတူညီမျှမှုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ဖို့တဲ့ဝါရင့်နိုင်ငံရေးသမားတအူးလည်းဖြစ်ပါတယ်။ ဒီလအစောပိုင်းမှာစာနေတာကန်ဂျီဟာအနာယလီဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်တဲ့ဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံကားပိုပစ္စည်းစက်ရုံတစ်ခုမှာတရားဝင်မြန်မာလူသား၁၈ဦးအကြောင်းပြချက်မရှိဘဲအလုထုတ်ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံအယုဒ္ဓယာခရိုင်မှာရှိတဲ့ကားပိုပစ္စည်းစက်ရုံတစ်ခုမှာအလုလုံနေတဲ့တရားဝင်မြန်မာလူသား၁၈ဦးမှာအကြောင်းပြချက်မရှိဘဲအလုထုတ်ခံခဲ့ရကြောင်း အဆိုပါအလုတမားမြောက်ကိုအကူအညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့မှအမှုနဲ့ပြန်ကြားရေးတာဝန်ခံ စင်ကပြောကြားပါတယ်။အဆိုပါမြန်မာအလုတမားမြောက်မှာမေလ20ရက်နေ့မှာအလုံမထုတ်ပယ်ခံလိုက်ရခြင်းဖြစ်ပြီးမေလ26ရက်နေ့မှာနေမြေကန်အလုတမားကာကွယ်စောင့်ရှောက်ရေးရုံးမှတိုင်ကြားခဲ့ကြောင်းလက်ရှိမှာအမှုအတွက်ရုံးချင်းများခေါ်၍ညှိနှိုင်းမှုများလှုပ်ဆောင်နေစေဖြစ်ကြောင်းအော်တိုဘာလ21ရက်နေ့မှာလည်းထက်မှန်၍အမှုအတွက်ရုံးချင်းခေါ်ယူချင်းဆိုခဲ့ကြောင်းသိရှိရပါတယ်။ အချင်းဒီကတော့ယုံကြည်တစ်ခုတတ်မှတ်ပေးထားတယ်။အဲ့ဒီနေ့ကြာရင်တော့သူတို့ရဲ့နင့်နာကြီးအတွက်သိရမယ်။တတိညင်းနေတော့အချင်းတွေကကြာနေတာ။အလုသမားတွေအတွက်ပိုနင့်နာရတာပေါ့။ကျွန်တော်တို့အဖွဲ့အစည်းကတော့မြန်မာလူသားတွေအတွက်ပြီးဆုံးတဲ့အထိအတူတူဆက်လက်ယက်တည်သွားမှာပါလို့ MHAC မဟာမိတ်အဖွဲ့မှအမှုနဲ့ပြန်ကြားရေးတာဝန်ခံစင်ကပြောဆိုပါတယ်။အဆိုပါကိစ္စအတွက်ထိုင်းနိုင်ငံမှာရှိတဲ့နေမြကန်အလုသမားကာကွယ်စောင့်ရှောက်ရေးရုံးရဲ့တာဝန်ရှိသူတွေကယင်းအလုသမားတွေရဲ့နင့်နာကြီးဆိုင်ရာများဆောင်ရွက်ပေးရန် အော်တိုဘာလအတွင်းမှာပင်ယုံကျိန်ထက်မှန်ခေါ်ယူထားပြီး MHAC မဟာမိတ်အဖွဲ့နဲ့အတူ NUG အလုတမဝကြီးဌာနကပူးပေါင်း၍နစ်နာသူမြန်မာလူသားများအတွက်အမှုအောင်မြင်စွာပြီးဆုံးသည့်အထိကူညီဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မိုးကုတ်မြို့ဖျားငါးစုအနီးဝန်းကျင်နဲ့ဖူဆယ်ဘောလုံးကွင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲမှုကလင်းငယ်၃ဦးတေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကျံပတ်စစ်တပ်ကမိုးကုတ်မြို့ဖယားငါးစုအနီးဝန်းကျင်နဲ့ဖူစေဘောလုံးကွင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲခဲ့ရမှာကလင်းငယ်၃ဦးသေဆုံးသွားခဲ့ကြောင်းမိုးကုတ်ဒေသပြည်သူများကပြောဆိုပါတယ်ဒီကနေ့အော်တိုဘာလ22ရက်နေ့မွန်လယ်၃နာရီခန့်မှာအကျံပတ်စစ်တပ်ကမိုးကုတ်မြို့ဖယားငါးစုအနီးဝန်းကျင်နဲ့ကန်တော်ဖူစေဘောလုံးကွင်းကိုလေရင်နဲ့ဘုံကျဲချခဲ့ခြင်းဖြစ်ကြောင်းအဆိုပါဘုံကျဲမှုကြောင့်ကလင်းငယ်၃ဦးသေဆုံးခဲ့ပြီးလေဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ် မိုးကုတ်အရှိပိုင်းကိုဘုံနှစ်ကျင်းကျဲပါတယ်ဘုံတလုံးကဖယားငါးစုနားမှာတလုံးကြတယ်နောက်ပြီးကလေးတွေကစားနေတဲ့ကန်ဒော်ဖူဆေဘောလုံးကွင်းကိုဘုံတလုံးကြတယ်ကလေးသုံးဦးတိတ်ဆုံးပြီးလေးဦးတန်ရာရပါတယ်လို့မိုးကုတ်ဒေသသတင်းရင်းမြစ်ကဆိုပါတယ်လာရူအော်တိုဘားလ19ရက်နေ့ကလည်းအချမ်းဘတ်စစ်တပ်ကမိုးကုတ်မြို့နယ်အနောက်ချမ်းရေအေးကြီးရွာမှာရှိတဲ့မွေးမြူရေးကြက်ချံကိုလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုမရှိပေမဲ့လည်းကြက်ချံများပျက်စီးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပစ္စည်းခိုးယူတယ်လို့ဆွဆွဲရိုက်နှက်ခံရသူတာအမိနဲ့ရိုက်နှက်တဲ့ဆိုင်ရှင်နှစ်ဖက်လုံးရဲစခန်းမှာထိမ့်သိမ်းထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းလှိုင်တာယာမြို့နယ်မှာရှိတဲ့စတိုးဆိုင်တစ်ခုမှာပစ္စည်းခိုးယူတယ်လို့ဆွဆွဲကရိုက်နှက်ခံရသူအမျိုးသမီးတဦးနဲ့ကလေးငယ်တဦးရိုက်နှက်သူဆိုင်ပန်ရှင်အမျိုးသမီးတို့နှစ်ဖက်စလုံးကိုရဲစခန်းမှာထိမ့်သိမ်းထားကြောင်းသတင်းရရှိပါရ။ယမန်နေ့အော်တိုဘားလ20ရက်နေ့ညနေပိုင်းက TikTok လူမှုကွန်ရက်ပေါ်မှာစတင် ပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်တင်းမှာကလေးချီထားတဲ့အမျိုးသမီးကိုဆိုင်ရှင်ဖြစ်သူလို့ယူဆရတဲ့အမျိုးသမီးကဆိုင်အတွင်းမှာပင်တခိုးလို့ဆိုကာရိုက်နှက်ခြင်းကလေးဖြစ်သူအားတွန်းထုတ်ခြင်းနေပူရဲရှိလမ်းဘေးတက်တိုင်မှာကလေးနဲ့ကလေးချီထားသူအမျိုးသမီးနှစ်ဦးစလုံးကိုကြိုးချီထားခြင်းပြုလုပ်နေတဲ့မြင်ကွင်းများပါဝင်ပါတယ်။အဆိုပါဖြစ်စဉ်ဟာလိုင်တာယာမြို့နယ်ပိုချုပ်လမ်းမပေါ်မှာရှိတဲ့ Twitter သူအထင်နဲ့စတိုးဆိုင်မှာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမြည်သည့်နေ့ရက်ကဖြစ်ပွားခဲ့သည်ကိုတော့အတိမပြုတ်နိုင်သေးပါဘူး။ အဆိုပါဗီဒီယိုဖိုင်လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ခဲ့ပြီးတဲ့နောက်ပစ္စည်းခိုးယူသူလို့ဆွဆွဲကမျိုးသမီးတဦးနဲ့အတူပါလာတဲ့ကလေးငယ်အားရိုက်နှက်နေတဲ့စိုင်းပိုင်ရှင်ကိုလူမှုကွန်ရက်သုံးဆွဲသူတွေကဝေဖန်မှုများရှိခဲ့ပါတယ်။တကယ်လို့ပစ္စည်းခိုးတယ်ဆိုရင်တောင်ခိုးတဲ့အမျိုးသမီးကိုရိုက်တာဘာမှမပြောလိုဘူး။ဒါပေမဲ့ကလေးကိုပါလှုပ်တာကတော့လွန်တယ်လို့လူမှုကွန်ရက်သုံးဆွဲသူတဦးကမှတ်ချက်ရေးသားပါတယ်။အဲ့ဒီလိုလူမှုကွန်ရက်မှာပြင်းပြင်းထန်ထန်ဝေဖန်မှုများရှိလာပြီးတဲ့နောက် အမျိုးသမီးနဲ့ကလေးငယ်ကိုရိုက်နှက်ကျူးလွန်ခဲ့တဲ့စတိုးဆိုင်ပိုင်ရှင်ကိုဒီကနေ့အော်တိုဘာလ22ရက်နေ့မနက်ပိုင်းမှာလိုင်တာယာမြို့မှရဲစခန်းကလာရောက်ခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။ရိုက်တဲ့သူရောအရိုက်ခံရတဲ့မိသားစုရောနှစ်ဖက်လုံးရဲစခန်းထဲမှာပါအပြင်းမထွက်သေးဘူး။ဘာဆက်လို့မလဲဆိုတော့ခဏနေသိရမယ်ထင်ပါတယ်။ဗီဒီယိုထဲမှာပြောနေတဲ့ရင်နွေးပူနဲ့လောင်းတာတော့မရှိခဲ့ပါဘူးလို့ဖြစ်စဉ်ကိုလိုက်ပါကူညီဆောင်ရွက်နေသူတို့ကဒီကနေ့မွန်လွဲ2နာရီခန့်မှာမစ္စီမာကိုပြောပါတယ်။ ရိုက်နှက်ခံရသူအမျိုးသမီးဟာလှိုင်းတာယာမြို့နယ်မှာနေထိုင်တဲ့ကလေးနှစ်ဦးမိခင်ဖြစ်ပြီးမိသားစုစားဝတ်နေရေးအတွက်တောင်းရန်စားတောက်နေသူဖြစ်ကြောင်းဒေသခံများကပြောပါတယ်။အရိုက်ခံရတဲ့သူဗီဒီယိုဖိုင်တင်းမှာပြောထားတဲ့ကလေးတစ်ယောက်ကနေမကောင်းလို့စီးထိုးနေရတယ်ဆိုတာလည်းမှန်ပါတယ်။အဲ့ဒီကလေးကပိုလီယိုဖြစ်နေတာအမျိုးသားလည်းမရှိတော့ဘူး။သူနေတဲ့နေရာကိုလည်းတည်တယ်လို့လှိုင်းတာယာဒေသခံတဦးကဆိုပါတယ်။အဲ့ဒီအမျိုးသမီးဟာကလေးကိုကြည်လျက်ဆိုင်အတွင်းမှာရှိတဲ့ပစ္စည်းများအောင်ဝင်ရောက်ခိုးယူလို့ရှိတာကို CCTV မှတဆင့်ဆိုင်ရှင်ဘက်ကသိရှိထားပြီးထပ်မံလာရောက်ခိုးယူခြင်းမှာဖမ်းဆီးကဗီဒီယိုဖိုင်ထဲမှာပါဝင်တဲ့အတိုင်းရိုက်နှက်ခံရခြင်းဖြစ်တယ်လို့ဖြစ်စဉ်ကိုလိုက်ပါကူညီဆောင်ရွက်နေသူကပြောပါတယ်။ဝင်ခိုးတာတော့ဟုတ်ပါတယ်။ကြီးကြီးမားမားခိုးတာတော့မဟုတ်ပါဘူး။အဝိတ္တလွယ်အိတ်တို့ခိုးတာပေါ့။တစ်ခါနှစ်ခါသုံးခါဆိုတော့ဆိုင်ရှင်နဲ့စိတ်တူတာပေါ့။ဒါပေမဲ့ဖြစ်ရှင်းတဲ့ပုံလွဲတော့ဆိုင်ရှင်အမားဖြစ်သွားတာလို့၎င်းကဆိုပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးဆိုင်ရှင်နဲ့နီးစပ်တဲ့လိုင်တရာမြုပ်ခန့်တူက ူပစ္စည်းအခိုးခံရတော့စိတ်တူသွားတယ်ဆိုတာမှန်ပေမဲ့သူကစိတ်ရင်းကောင်းတယ်ဆိုတာကျမသိတယ်။ဒါပေမဲ့ဗီဒီယိုထဲမှာဆိုရင်ကလေးကိုဝန်တန်းကိုယူထားခိုင်းသေးတယ်လေ။ဒါပေမဲ့ဟိုအမျိုးသမီးကကလေးကိုမပေးဘူး။အဲဒီနောက်ကြိုးတုတ်တဲ့အချိန်ကလေးပါပါသွားတော့ဆိုင်ရှင်မကောင်းဖြစ်သွားတာပေါ့လို့ဆိုပါတယ်။နောက်ထပ်လိုင်တရာဒေတာကန်တူကလည်းလိုင်တရာအထာကလိုင်တရာသားတွေလိုင်တရာမှာဆိုင်ပွင့်တဲ့သူတွေပဲတည်ပါတယ်။တကယ်လိုင်တရာသားစစ်စစ်တွေကဒီကိစ္စကိုဝင်မပြောကြဘူးလို့ဆိုပါတယ်။ လက်ရှိမှာပစ္စည်းခိုးမှုကျွလွန်သူနဲ့ရိုက်နှက်သူကိုမိတို့အေးအေးယူဆောင်ရွက်ပြီးဆိုဒီကိုတော့ပြည်သူများ စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။အလားတူဗီဒီယိုဖိုင်ထဲမှာပါရှိတဲ့ရိုက်နှက်ခံရတဲ့တာအမိနှစ်ဦးကိုကူညီဆောင်ရွက်ပေးဖို့ပရာဟိတအသင်းများနဲ့အွန်လိုင်းနာမည်ကြီးပုဂ္ဂိုလ်တချို့ကလှုပ်ဆောင်နေကြပါတယ်။လူမှုကွန်ရက်မှာတော့တာအမိနှစ်ဦးကိုကူညီပေးဖို့ဆိုပြီးအလူခံတာတွေရှိလာတယ်။ပရာဟိတအဖွဲ့ရရောလူပုတ်ကိုရရောပေါ့။အွန်လိုင်းဆယ်လီမီဒီယာတွေလည်းအင်တာဗျူးဖို့လှုပ်လာကြတာတွေတွေ့ရပါတယ်။ ဒီလိုဖြစ်စဉ်တွေနောက်မှာဒီလိုကိစ္စတွေပါလာတာကမကောင်းဘူးပဲပြောကြင်ပါတယ်ပြည်သူတွေလည်းချင့်ချင်ပြီးလူဒန်းတာတွေလှုပ်ကြဖို့တော့တိုက်တွန်းကြင်ပါတယ်လို့ရန်ကုန်ခြေဆိုင်ပရဟိတအသင်းတာဝန်ရှိသူတဦးကပြောပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ရန်ကုန်မြို့ပေါ်မှာရင်ကွင်းပိုက်အရွယ်ကလေးငယ်များကိုချီဆောင်ကတောင်းရင်စားတော့ချင်းကလေးငယ်များအားလမ်းဘေးမှာပတ်စံတောင်းရင်စီခန်းချင်းများအာဏာမသိငင်ကထပ်ပုံမှုများပြလာကြောင်းရန်ကုန်မြို့ခံများကပြောပါတယ်အဲ့ဒီလိုဖြစ်စဉ်တွေဟာလမ်းသွာလမ်းလာများ မော်တော်ယာဉ်များအနောက်ရှက်ဖြစ်စေတဲ့အတွက်မြို့ခံတွေကရန်ဖန်ရန်ကာလူမှုကွန်ရက်ပေါ်မှာရေးသားခြင်းတပ်ပုံများဗီဒီယိုများဖြင့်ဖော်ပြခြင်းများသာရှိပေမဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကထိရောက်တဲ့ရေးယူဆောင်ရွက်မှုမျိုးပြုလုပ်ခြင်းမရှိကြောင်းမြို့ခံတွေကပြောကြားထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းအွန်လိုင်းကိုအာဆီယံအစည်းအဝေးတက်ရန်ဖော်ပြချက် NSD သတင်းမှဖေရှားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာအနာသိန်းစစ်ခေါင်းဆောင်မင်းအွန်လိုင်း 48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ်ဆိုပြီးမလေးရှားသတင်းဌာန New Straits Times ကသတင်းများမှာထည့်ပြောလာခဲ့ရမှာဒီကနေ့အော်တိုဘာလ21ရက်နေ့မှာအဆိုပါသတင်းစာကစစ်ကောင်းဆောင်မင်းအွန်လိုင်းရဲ့အမိကိုပြန်လည်ဖိရှားလိုက်တာကိုတွေ့ရှိရပါတယ်။ယမန်နေ့မှာ New Straits Times ကိုကိုးကားပြီးအနာသိမှုကိုထောက်ခံတဲ့စစ်အုပ်စုလက်အောက်ခံဝါရဖြန့်မီဒီယာတွေက48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုမင်းအွန်လိုင်းတက်ရောက်မယ်လို့သတင်းများဖော်ပြခဲ့ကြပါသေးတယ်။လက်ရှိမှာတော့ အဆိုပါသတင်းဌာနမှမင်းအောင်လှိုင်ရဲ့အမိကိုသတင်းမှဖယ်ရှားလိုက်ခြင်းကြောင့်အာဆီယံထိပ်သီးအစည်းအဝေးကိုစစ်ကောင်းဆောင်တက်ရောက်ခွင့်ရမရမှာမသေးချာသေးတဲ့အခြေအနေမှာရှိနေပါတယ်မြန်မာနိုင်ငံမှာအာဏာသိမ်းမှုပေါ်ပေါက်ပြီးလပိုင်းအကြာ2021ခုနှစ်ဧပြီလအတွင်းကျင်းပခဲ့တဲ့အာဆီယံနိုင်ငံများထိပ်သီးအစည်းအဝေးကိုစစ်ကောင်းဆောင်မင်းအောင်လှိုင်တက်ရောက်ခွင့်ရခဲ့ပေမဲ့လည်းအဲ့ဒီအစည်းအဝေးအတွင်းဆုံးဖြတ်အတည်ပြုခဲ့တဲ့အချက်များအားစစ်ကောင်းဆောင်ဘက်ကအကောင့်ထဲပုံမှုအားနေတယ်လို့ဆိုကာနောက်ပိုင်းကျင်းပတဲ့အာဆီယံအစည်းအဝေးများကို စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်မပြုဘဲပိတ်ပင်ခဲ့ပါတယ်။ယခု48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအော်တိုဘားလ26ရက်နေ့မှ29ရက်နေ့ထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာမလေးရှားရဲ့ဥက္ကဋ္ဌဖြစ်တာဝန်ယူမှုအောက်မှာပူပေါင်းပါဝင်မှုနဲ့ရည်ရှိတည်တံ့မှုခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးကို American သမ္မတ Donald Trump ပြင်ကနေဒါဝန်ကြီးချုပ် Mark Carney ၊ Brazil သမ္မတ Lula da Silva ၊တောင်အာဖရိက သမ္မတ Cyril Ramaphosa Cyprus သမ္မတ Nikos Christodoulidis နဲ့ Finland ဝန်ကြီးချုပ် Petteri Orpo အပါအဝင်အရေးပါတဲ့ကမ္ဘာခေါင်းဆောင်များစွာတက်ရောက်ရန်မျှော်မှန်းထားပါတယ်။ Brazil နဲ့တောင်အာဖရိကသမ္မတတွေဟာအာဆီယံရဲ့ကဏ္ဍအလိုက်ဆွေးနွေးပတ်အသင်းများဖြစ်တက်ရောက်မှာဖြစ်ပြီး Cyprus နဲ့ Finland တို့ကတော့အပြည့်အဝဆွေးနွေးပတ်များဖြစ်လာရန်စီစဉ်ထားပါတယ်။တရုတ်သမ္မတရှီကျင်းဖင်ရဲ့တက်ရောက်မှုဟာအတိမပြည့်ရသေးပေမဲ့အိန္ဒိယဝန်ကြီးချုပ် Narendra Modi ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဗီရာခူနဲ့ဘရူနိုင်းဆူလတန်ဟာဆန်နယ်ပိုကီရာတို့ဟာတက်ရောက်ရန်အတည်ပြုထားသူများထဲမှာပါဝင်ပါတယ်။တက်ရောက်မဲ့ဒေတာရင်းကောင်းဆောင်များမှာအင်ဒိုနီးရှားသမ္မတပရာဘိုဝိုဆူဘီယန်တို့စင်ကာပူဝန်ကြီးချုပ်လော်ရင်ဝေါင်ကမ်ဘောဒီးယားဝန်ကြီးချုပ်ဟွန်မန်နက်ဗီယက်နမ်ဝန်ကြီးချုပ်ဖန်မင်ချင်းဖိလစ်ပိုင်သမ္မတဖာဒီနန်မာကုစ်ဂျူနီယာလာအိုဝန်ကြီးချုပ်ဆွန်နက်ဆိုင်းစစ်ဖန်ဒုံးနဲ့တီမွန်လက်စလီဝန်ကြီးချုပ်ဇာနန်နာကက်စမာအိုတို့ပါဝင်ပါတယ်။ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကရုရှားသမ္မတဗလာဒီမာပူတင်နဲ့ကွာလာလမ်ပူမှာကျင်းပမယ်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်လာဖို့ရှိကြောင်းပြောကြားထားပါတယ်။မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဒီတုခ်ဆရီမူဟာမက်ဟာဆန်ကထိပ်သီးအစည်းအဝေးအတွင်းရလက်စာတမ်း84ခုထုတ်ပြန်ရန်ညွှန်မှန်းထားကြောင်းယင်းအစည်းအဝေးမှာတတမန်ရေးနဲ့စီးပွားရေးဦးစားပေးကိစ္စရပ်များကိုညှိနှိုင်းဆောင်ရွက်ရန်ရည်ရွယ်တဲ့နိုင်ငံသားရဲ့ဝန်ကြီးများနဲ့စီးပွားရေးဝန်ကြီးများရဲ့ပူးတွဲအစည်းအဝေးများလည်းပါဝင်မှာဖြစ်ပြီး ရင်းဟာအာဆီယံတမိုင်းမှာပထမဆုံးအကြိမ်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်58ကြိမ်မြောက်အာဆီယံဒေသီအစည်းအဝေးမှာတီမော်လက်စတီနိုင်ငံဟာအာဆီယံအဖွဲ့ဝင်ဖြစ်လက်မှတ်ရေးထိုးဝင်ရောက်မှာဖြစ်ကြောင်းသိရှိရပါတယ်။ဒေသီအစည်းအဝေးကိုအာဆီယံဥက္ကဋ္ဌတာဝန်ကိုဖိလစ်ပိုင်ကိုလွှဲပြောင်းပေးရချင်းတို့ဖြင့်ညီကုန်းချုပ်မှာဖြစ်ပြီး NY ရဲ့သတင်းစာရှင်းလင်းပွဲနဲ့အဆုံးသတ်မှာဖြစ်ကြောင်းလည်းသတင်းရရှိပါရခင်ဗျာ။အဲဒီနောက်စစ်အုပ်စုတပ်များ KK Pack အားဝင်ရောက်စီးနေ Starlink စလောင်းသိမ်းယူဆိုတဲ့ ။ဆောင်းပါရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ဒီကနေ့နိုင်ငံတကာသတင်းများမှာတော့စေအိုစုတက်များ KK ဖက်ကိုဝင်ရောက်စီးနှင်းပြီး Elon Musk ရဲ့ Starlink စလောင်းအခု30ခန့်သိမ်းယူသွားတယ်ဆိုတဲ့စစ်တပ်မီဒီယာများမှထုတ်ပြန်တဲ့သတင်းတွေကိုကိုးကားပြီးအသားပေးဖော်ပြနေတာကိုဖတ်ရှုရပါတယ်။သို့တော့ AFP သတင်းမှရရှိတဲ့ဂျိုရုနဲ့သတင်းတပ်ပုံများမှာတော့ KK Pack မှာရှိတဲ့အဆောက်အုံတစ်ခုစီးရဲ့ခေါင်းမုံးမှာအနည်းဆုံး Starlink အလုံး80ခန့်ရှိနေပါတယ်။ စစ်တပ်တရင်အရအစောင့်အုံ200ခန့်ကိုဝင်ရောက်သိမ်းပိုက်ခဲ့သည့်စူပါလျက်စုစုပေါင်းအလုံးရေ30ခန့်သာသိမ်းယူနိုင်ခဲ့တဲ့အပေါ်ဝေခွဲမရဖြစ်နေကြပါတယ်။အေယာဝတီတရင်အရကတော့စေကနှမ်းမြအင်အားသုံး၍မိဂါမတ်တလုတ်သွားခြင်းဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုဝင်ရောက်စီးနင်းခဲ့ရမှာအလုတ်တမ2200ခန့်လုတ်ကင်နေသည်ကိုတွေ့ရပြီးဂိုင်းကောင်းဆောင်15ဦးကိုတွေ့၍ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။2023ခုနှစ်တနှစ်ထဲမှာပဲအဆိုပါအဆောင်အုံတွေအတွင်းမှာ အမေရိကန်ဒေါ်လာ38မီလီယံကိုလိမ်ယူခဲ့ကြတယ်လို့ကုလသမဂ္ဂမူရစ်စင်းနဲ့ရာဇဝဲမှုများဆိုင်ရာအေဂျင်စီမှသတင်းထုတ်ပြန်ထားပါတယ်။ American Outlook ပူရဲစီးပွားရေးကော်မတီမှအဆိုပါနေရာမြန်မာ Starlink ပအဝင်ပတ်သက်နေမှုကို စတင်စုံစမ်းနေပြီဆိုတဲ့သတင်းများထွက်ပေါ်အပြီးမှာယခုလိုဝင်ရောက်သိမ်းဆည်းခဲ့ခြင်းဖြစ်တယ်လို့ယူဆရပါတယ်။ Donald Trump ကတနင်္ဂနွေနေ့မနက်မှာပင်ကိုလံဘီယာသမ္မတကိုမူရစ်စီးပွားကုန်ကူးသူလို့တရားဝင်ပြောဆိုလိုက်တဲ့သတင်းများလည်းထွက်ပေါ်လာခဲ့ပါတယ်။ အစိုးရအွန်လိုင်းငွေလိမ်ကိန်းတွေဟာမြန်မာမောင်ခိုစီးပွားရေးရဲ့အသက်သွေးကြောဖြစ်လာနေပြီမူရည်စည်းဝါးနဲ့တရားမဝင်တပ်တုတူပေါ်ခြင်းများဖြင့်စစ်အာဏာသိမ်းမှုကြောင့်လင်းနစ်ကြဖြစ်ပွားလာနေတဲ့ပြည်တွင်းစစ်အတွက်ရန်ပုံငွေရရရကြောင်းဖြစ်လာခဲ့ပါတယ်။နေကြာဒေသမြန်မာအစိုးရလုပ်ငန်းများမှုလို့ပေါက်လာနေပြီးအများအပြားတရုတ်ရာဇဝတ်ဂိုင်းတွေက ဖွင့်လှစ်လုကင်နေကြပါတယ်။၎င်းတို့အားမြန်မာစစ်တပ်မှလုံခြုံရေးကိုအာမခံပေးထားပြီးတွဲဝိုက်တော်နီးနဲ့ကြောထောက်နောက်ခံပေးထားတယ်လို့ ုတေတီများကဆိုပါတယ်ဂျူရုတရင်တက်ပုံများမှာတောင်ရင်မြေကတလျှောက်ဆိုပါဂိုင်းများရဲ့ရုံးနဲ့လူနေအဆောက်အုံ29လုံးခန့်ထွက်ပေါ်လာနေသည်ကိုတွေ့လာရပါတယ်လောက်ကင်နေကြသူများတွေမှာတချို့ကလူကုန်ကူးခံကြရပြီးတချို့ကလဆာကောင်းကောင်းရတဲ့အတွက်၎င်းတို့သဘောဆန္ဒအလျောက်ဝင်ရောက်လောက်ကင်နေကြခြင်းလည်းဖြစ်ပါတယ်တရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနမှအဆိုပါအမှုများနဲ့ဆက်ဆက်ပြီး၎င်းတို့နိုင်ငံသား9000ကိုဖမ်းဆီးခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။အဆိုပါဂိုင်းတွေဟာ ရင်းနှီးမြှုပ်နှံခြင်းဖြင့်အကျိုးအမြတ်များရမည်ဆိုကာလိမ့်လည်ခဲ့ကြပါတယ်။အများအားဖြင့် online romance ကို online ပေါ်မှာချစ်ဟန်ကြိုက်ဟန်ဆောင်ပြီးလိမ့်လည်ခဲ့ကြကတခါတည်းမှာအမျိုးသမီးငယ်များအားပြည့်တစားဖြစ်ရောင်းစားခဲ့ကြပါတယ်။ယခုအခါဆယ်နှစ်အတွင်းတဆင့်ပြီးတဆင့်တိဆောက်ခဲ့ရတဲ့စီးပွားရေးအဆောက်အုံကြီးတီကဘူဒိုဇာနဲ့တိုက်ချခံလိုက်ရသလိုတိုတောင်းတဲ့အချိန်အတွင်းမှာပြိုလဲရင်းရင်သွားခဲ့ရပြီဖြစ်ပါတယ်။ရင်းနေတူ၎င်းတို့အတွက်လိုအပ်တဲ့စစ်စစ်ရေးကို အွန်လိုင်းငွေလိမ်ကိုင်းများထံမှရယူလာကြပါတယ်တကယ်တမ်းမှာတော့စစ်ကောင်စီရဲ့ဖို့အဲ့ဒီလိုဖြစ်ပါစေလို့မရည်ရွယ်ခဲ့တီကတော့အမှန်ပင်ဖြစ်ပါတယ်သို့တော်အစဉ်အဆက်မိမိတို့အကျိုးစီးပွားကိုတစ်ဆက်ကလေးမြအထီးခိုက်မကန်လို့ချင်းမိတို့လောက်ရမိကိုနားမလဲကြခြင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပင်တုံးစားမရမှန်းတည်၍ဘေးထုတ်ခံရသူများကိုစစ်ကောင်စီကစီးပွားရေးဂရုကြီးများတပွင့်နေရာ ပေးလာခဲ့ခြင်းစသည်များကအထီးကနေရာမှာပါဝင်လျက်ရှိပါတယ်တောမက်စ်ပိန်က အမေရိကန်လွတ်လပ်ရေးစစ်ပွဲကြီးဆင်နွှဲကာဇာမှာယခုလိုရေးသားခဲ့မှုပါတယ်။အတမဝါရီများသည်ငရဲသားများအလားဖြစ်၍၎င်းတို့အပေါ်လွယ်လင်းတကူအနိုင်ရယိုးထုံးစံမရှိဆိုပြီးဖြစ်ပါတယ်။စာလောင်ငတ်မပြီးကြောက်ရွံ့တုန်လုံးနေသူတအူးကိုပအောင်နဲ့လုံခြုံမှုကိုယူမီလောဒီမိုကရေစီနိုင်ငံတော်တစ်ပေါ်ထွန်းလာမည်ကိုစောင့်မီလောဆိုပြီးရွေးချယ်권ပေးလာပါကထို့သူအဖို့ခက်ခက်ခဲခဲရွေးချယ်နေမှာမဟုတ်ဆိုသည်ကိုပထဝီနိုင်ငံရေးလိလာနေသူတအူးကထောက်ပြခဲ့ပူပါတယ်။ သို့သောအာနာသိန်းအဖွဲ့ကပတ်မုံနဲ့လုံကြုံရေးပေးမယ်ဆိုပြီးစကားဆလာနိုင်တဲ့အချင်းဤမျိုးမှ မရှိပါဘူးရွေးကောက်ပွဲနဲ့လည်းဤကဲ့သို့အနေထားမျိုးကိုလည်းမြည်သည့်အခါမျှရောက်လာနိုင်တော့မှမဟုတ်ဆိုသည်ကိုသူတို့ဖာသားလည်းသိကြပါတယ်ပြည်သူများကလည်းသိထားကြပြီဖြစ်ပါတယ်ပြည်သူတို့ရဲ့ခုခံတော်လှန်စစ်မဟုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအခုလိုစောတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေ့ကြပါစေခင်ဗျာ။ပါပါစေခင်ဗျာ။